မင်္ဂလာညချမ်းပါရှင် နေပြည်တော်မူလဝတ္တနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်ဇွန်လ13ရက်နေ့ည9:00နာရီချိန်ထုတ်ပြန်တဲ့မူလဝတ္တသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အမြင့်ဆုံးအပူချိန်တွေကတော့နေပြည်တော်မှာ32ဒီဂရီဆယ်စီယံ60ဒီဂရီဖာရန်ဟိုင်းနဲ့ရန်ကုန်မြို့မှာ33ဒီဂရီဆယ်စီယံ63ဒီဂရီဖာရန်ဟိုင်းနဲ့ မန္တလေးမြို့မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ်။ဒီကနေ့ညနေ6နာရီခွဲအချိန်မိုးလဝတကြိုးတို့မှာဖယ်ရရှိတဲ့ပုံအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်တင့်တင့်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်ညွတ်ထနေပါတယ်။မြန်မာနိုင်ငံဘုံမှာကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ တနင်္လာနေ့တိုင်းသားစီတို့မှာမိုးတိမ်တောင်များပြထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားအနေနဲ့တခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးတိကျွေခြင်းစတဲ့မိုးလူပတာဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုပါတယ်။ကြံတိုင်းနေ့သားစီနဲ့ပြည်내များမှာတိမ်တင့်တက်မှာတိတ်တုထက်နေတာကိုတွေ့ရပါတယ်။ဒီကနေ့မြန်မာစံတော်ချိန်စက်ကွင်30နာရီချိန်တိုက်ထွာခြင်းများအရာ တရုတ်နိုင်ငံဟိုင်နန်ကျွန်းအနောက်ဘက်ကမ်းခြေအနီးမှာဖြစ်ပေါ်နေတဲ့အောက်ကောင်းတဲ့အပူပိုင်းမုန်တိုင်းဝူတဲဟာမြောက်အရှေ့မြောက်ဘက်သို့ရွှေ့လျောင်းနိုင်ပြီး14ရက်6လ2025ရက်နေ့မှာတရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေအနီးသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ မုတ်တုံလင်းအားကောင်းရာမှာအအလွန်ကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလင်းအားတင်တင်ရှိနေပါတယ်။ မြမပင်လေးပြမမြဝကျွန်းပေါင်းမုတ်တမခွင်မွန်တနေတိုင်းကရင်တရှောင်းနဲ့ကန်းလွန်ပင်လေးပြတော့မှာရံဖန်ရခမိုးသက်လေးပြမကျရောက်ပြီးလှိုင်းကြည့်ပါမယ်မိုးတယ်လေးပင်ကြစဉ်ရေပင်ပြင်းလေးဟာတနအီကို35မိုင်ထိတက်ခတ်နိုင်ပါတယ်။လိုင်းမြမမြဝကျွန်းပေါ်မုတ်တမခွေမွင်တနေတိုင်းကဲရင်တရှောင်းနဲ့ကန်လွန်ပင်လေးပြတော့မှာကိုးပေမှာ12ပေးကဲရှိနိုင်ပါတယ်။ရခိုင်ကဲရင်တရှောင်းနဲ့ကန်လွန်ပင်လေးပြတော့မှာ တခါတရံမိုးသက်လေပြင်းများကြရောက်ပြီးလှိုင်းတက်တက်မှလှိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကုန်25မိုင်မှ မိုင်30အထိတက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှရခိုင်ကမ်းရိုင်းတစ်လျှောက်နဲ့ကမ်းလော်ပင်လေပြင်းတို့မှာ6ပေမှာ9ပေကန်ရှိနိုင်ပါတယ်။နှစ်ဖြက်မွန်းတဲ့ချိန်ထိခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကိုင်းနယ်ဒေသကြီးအထက်ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ နေရာကျကျချင်းပြည်နယ်နဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရစစ်စိမ့်နေရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးနေပြည်တော်မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရအနှံ့ပြားမုတ်ကြုံရွာပြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရီတိုင်းဒေသကြီး ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ နေရာကွယ်၍မိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့ညတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွယ်ကြားမိုးထစ်ချုံရပါမယ်။အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆယ်စီယံ90ဒီဂရီဖာရန်ဟိုင်းနဲ့အနည်းဆုံးမူချိန်မှာ24ဒီဂရီဆယ်စီယံ85ဒီဂရီဖာရန်ဟိုင်းရှိနိုင်ပါတယ်။ရန်ကုန်မြို့နယ်ညတဝိုင်းမနက်ဖြန်အတွက်မိုးလေဝသအခြေအနေခန့်မှန်းချက်မှာ မိုးတကြိမ်တစ်ကြိမ်တစ်ကြုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ30လီတာရီဆယ်စီယံ63ဒီဂရီဖာရဟိုင်းနဲ့အနိမ်ဆုံးမူချိန်မှာ20လီတာရီဆယ်စီယံ85ဒီဂရီဖာရဟိုင်းရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတဝိုင်းမြေပြင်အတွက်မိုးလဝတအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးတကြုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာလည်း30လီတာရီဆယ်စီယံ63ဒီဂရီဖာရဟိုင်းနဲ့ အနေအဆုံးမူချိန်မှာ26ဒီဂရီဆယ်စီယံ89ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမန်းချက်များအနေနဲ့ကတော့ရခိုင်ပြည်နယ်၊ပဲခူးရန်ဒေသကြီး၊အေရရီရန်ဒေသကြီး၊ရန်ကုန်ဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီဒေသကြီးတို့မှာမိုးထစ်ကြုံပြီးနေရာကွက်၍မိုးကြီးနိုင်ပါတယ်။လာမယ်။စနေတနင်္ဂနွေအားလည်းရများအတွက်မိုးလွယ်တာချင်းနဲ့ခမန်းချက်များအနေနဲ့ကတော့နေပြီးတော့မှနေရာနှံပြောင်းမိုးထစ်ကြုံရွာပါမယ်။ ရန်ကုန်တိုင်းဒေသကြီးမှာလည်းနေရာအနှံပြားမုတ်တချုံရွာပါမယ်။မန္တလေးတိုင်းဒေသကြီးမှာနေရာစစ်စိမ်မုတ်တချုံရွာပါမယ်။အထူးမိုးလေဝသတဲ့ဒီကနေ့မြန်မာစံတော်ချိန်18:30နာရီချိန်တိုင်းထွာချက်များအရာကပ်ပလီပင်လက်ပင်နဲ့ဘင်္ဂလားပင်လယ်တို့မှာမုတ်တုံနဲ့အကောင်းရမှာအားအလွန်ကောင်းနေကြကြလောက်ကောင်းအရှိဘမှာရွေလျားလာတဲ့လေပွေလိုင်းများရဲ့အရှင်ကြောင်လောက်ကောင်း အကောင်နဲ့အပူပိုင်းမုံတိုင်းဟိုတယ်မှာပြတ်ထွက်လာတဲ့တိမ်တိုင်များကြလကောင်ဒီကနေ့ညမှာ19ရက်6လ2025ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးစကနတ်ဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ် ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစစ်စိမ်မှာနေရာအနှံ့ပြမိုးတချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်၍မိုးကြီးပါမယ်။မြဝကျုံပေါ်မုံတမာခွေမွန်တနင်္သာရီကဲရန်တရှောင်းနဲ့ကဲလွန်ပင်လက်ပြင်းတို့မှာရှမ်းပန်ရခိုင်မိုးတက်လေပြင်းများကြရောက်ပြီးလိုင်းကြီးပါမယ်။မိုးတက်လေးပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအိကော35မိုင်တိတက်ခတ်နိုင်ပါတယ်။လိုင်းမြမမြဝကျွန်းပေါ်မုံတမာခွေ မွန်းတနင်္လာရီကဲရန်တရှောင်းနေကဲလုံပင်လယ်ပြင်တို့မှာကိုးပေမှာဆက်နှစ်ပေကန်ရှိနိုင်ပါတယ်ရခိုင်ကဲရန်တရှောင်းနေကဲလုံပင်လယ်ပြင်တို့မှာတခါတရံမိုးတက်လေပြင်းများကြရောက်ပြီးလှိုင်းတက်တက်မှလှိုင်းကြည့်နိုင်ပါတယ်မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေးဟာတနအီကို25မိုင်မှမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင့်မှာရခိုင်ကဲရန်တရှောင်းနေကဲလုံပင်လယ်ပြင်တို့မှာ၆ပေမှာကိုးပေကန်ရှိနိုင်ပါတယ် အကြံပြုချက်တို့ဖြစ်ပါ၍မိုးတီးထန်စွာရောသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျက်စီလက်ခြင်းမိုးတီးကြွေခြင်းလျက်ရပြန်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်တွေများဖြစ်ပေါ်နိုင်မှသဖြင့်အဆိုပါဒေတာများရှိ ကုန်းမြစ်ဒေတာအနီးမှာ နေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအနေရဲ့မြင့်ငယ်ချောင်းငယ်များအနီးမှာနေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နဲ့ ပြည်တွင်းရေချောင်းသွားလာရင်လေချောင်းပြန်တန်းရင်းနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်မှရန်သတိပေးနှိုးဆော်ပါရစေ။အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြကျန်းမာချမ်းသာကြပါသည်ရှင်။